မင်္ဂလာပါခင်ဗျာဒီဘက်တွင်သတင်းတွေကိုစတင်တင်ဆက်ပါတော့မယ်ပထမဦးဆုံးအနေနဲ့လုံသမားရပိုင်ခွင့်တွေအတွက်လှိုင်းသားရဆက်မှုစုံနှစ်နဒီအေယာအထည်ချုပ်ဆက်ယုံကလုံသမား2500လောက်ဟာအော်တိုဘာလ12ရက်နေ့မှာ3ရက်မြောက်အနေနဲ့အခုသတင်းပတ်အတွင်းဆက်လက်ဆန္ဒပြနေကြပါတယ်ဦးအားကပေးပို့ထားခဲ့တဲ့သတင်းပါခင်ဗျာလုံသမားတွေတောင်းဆိုတဲ့အချက်၅ချက်မှာ၄ချက်အဆင်ပြေပြီးအဓိကအချက်တစ်ချက်အဆင်မပြေတဲ့အတွက်အခုလိုဆက်လက်ဆန္ဒဖော်ထုတ်နေတာပါ လုံသမားတွေအဓိကတောင်းဆိုတဲ့လုံသက်ကြီး2000 2000နဲ့ထောက်ပံ့ကြီး2000ကျပ်တို့ကိုညှိနှိုင်းလို့အဆင်မပြေကြတာလည်းဖြစ်ပါတယ်မတ်တစ်ချက်ပေါ်တော့နိုင်ငံတော်ကချမှတ်တဲ့ဒေဒီ3600ကိုစနေနေ့မှာညီမတို့ဒေဒီပထမမပေးဘူးလေအခုတော့သူကပေးမယ်လို့ပြောတယ်အဲဒီဒေဒီ3600ရတယ်ဒီပြီးလို့ရှိရင်ရခင်ကမိနစ်40စနေတခါကိုအခု35မိနစ်ပြောင်းထားတာညီမတို့ဘက်က40ပြန်တော့ဆိုတာအဲ့နံပါတ်3ချက်ရပြီးရင်400ဒီမစားချိန်မှာ35မိနစ်အချိန်မူခိုင်းတဲ့ကိစ္စရပြီးရင်အင်တာကက်ရ40 စဉ်ပြပါရှင်။ဒါပြင်အလုသမားတူအနေနဲ့အရင်ကတလပြင်းပြကြက်တသိန်းခွဲဝင်းကျင်ရနေရကနေအခုကြက်တသိန်းဝင်းကျင်သာရတော့တဲ့အတွက်ကိုယ်လိုတောင်းဆိုနေကြတာလည်းဖြစ်ပါတယ်3600ထွက်လာပြီးနောက်ပိုင်းမှာတယောက်နဲ့တယောက်ကအဲဘယ်လိုပြောမလဲအာမကန်ကြလေးလူလာတယ်ဗျအလုံးရှင်းရလဲခုန3600ပေးရပြီဆိုတော့သူကလည်းဒီပေါ်မှာပေါ့နော်သူစီကန်လေးတွေထုတ်မယ်မှန်ပါတယ်ဒါကတော့သူပေးရပြီဆိုတော့သူစီကန်လေးထုတ်မယ်အလုံးသမားကလည်းခုနပြောသလိုပေါ့ဟိုသူကလည်း လို့ထိုက်တန်တဲ့လို့အကောင်လိုချင်တယ်သူကခုနကျွန်တော်ပြောသလိုပေါ့နော်ကျွမ်းကျင်ချင်းချင်းလေးလိုချင်တယ်ဒီအပေါ်မှာတော့တယောက်နဲ့တယောက်ကဘာလဲဆိုတော့ဟိုအမြင်လေးတွေပေါ့ဗျာဟိုအမြင်လေးငကိုတွေကအလုပ်ရှင်လို့သူမဆိုတာခက်တော့ခက်တယ်ဗျာအလုပ်တာလုပ်နေရအမြင်လေးရနည်းနည်းပြည့်မလားမတူကြတော့လေအဲ့ဒီအမြင်လေးတွေတူအောင်မလုပ်မချင်းရတော့ဒီအငင်းပွားမှုတွေရောဒီဇက်တိုက်ဇက်တိုက် ကတော့ဖြစ်နေပါလေဗျာဒီအေရအထွေချုပ်စိတ်ယုံကအလုပ်သမားတွေအနေနဲ့ အောက်တိုဘာလ9ရက်နေ့အောက်တိုဘာလ10ရက်နေ့တွေမှာလဲစက်ရုံတာဝန်ရှိသူတွေနဲ့ညှိနှိုင်းခဲ့ပြီးဒီနေ့အောက်တိုဘာလ12ရက်နေ့မှာလဲဆက်လက်ညှိနှိုင်းသွားမယ်လို့သိရပါတယ်။အကယ်၍ပြည်လည်မှုမရခဲ့ရင်ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ်လို့လူ့သမားတွေကပြောကြပါတယ်။ကျွန်တော်အာကာပါခင်ဗျာ။ဇလုံမြို့နယ်တွေကအင်းလုတ်သားတွေကတရားဥပဒေစိုးမိုးမှုရရှိဖို့မြို့နယ်အတွင်းမှာလှည့်လေဆန္ဒပြပြီးဒီဒီဘက်အတွင်းတောင်းဆိုခဲ့ကြပါတယ်။ဥဆိုးရပေးပို့ထားခဲ့ပါတယ်ခင်ဗျာ။ စလုံးမျိုးနယ်ထဲမှာတရားဝင်လောက်ကန်ခွင့်ရရှိထားတဲ့အင်သားကြီးတွေနဲ့ဒေသခံတွေအကြားအုပ်စုဖွဲ့မှုတွေအခြေတင်ပြဿနာတွေဖြစ်ပေါ်နေပြီးတာဝန်ရှိသူတွေဘက်ကထိထိရောက်ရောက်ကင်တွယ်နိုင်ခြင်းမရှိလို့အင်သားကြီးတွေဘက်ကလည်းတရားဥပဒေစိုးမိုးမှုရရှိဖို့အရေးအော်တိုဘာလ73ရက်နေ့မနေ့မှာဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။အကျမတို့အင်းထဲမှာလာပြီးတော့ဟိုတရားမဝင်ငါးဖန်ဆားတဲ့လူတွေပေါ့။ဟိုဘယ်လိုခေါ်မလဲသူတို့ကတော့ ါလူအခွေးရေပေါ့လူအခွေးရေသမားနေလာပြီသူတို့မျက်ခွေးတယ်မျက်ခွေးတဲ့နေရာမှာသူတို့ကနေပြီးတော့ဟိုမျက်ခွေးတာကိုအားကြပြီးအဟုတ်ထင်ပြီးတော့ပေါ့အဲ့လိုမျိုးလာပြီးတော့အတိအာရမဖန်ဆားကြတယ်သူတို့ကလူလေးတောင်နဲ့ပြဿနာရှာနေကျွန်တော်ရာသူမဖြစ်ရွယ်ကျွန်တော်ကြောင်းမိရတာတော့ပြောတော့လဲပဲအဲ့လိုအဲ့လိုအဲ့ဒါခံစားနေရတာတကယ်အဲ့ဒါခံစားလို့ပြင်ရအများကြီးပဲဒီကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်ငါးလုံးငန်းဦးစီးဌာနကဦးစီးမှုနဲ့တွေ့ဆုံဖို့စ조사ခဲ့ပေမဲ့ ဦးစီးမှုနဲ့ဆင်းနေပါတယ်ဆန္ဒပြတဲ့ကိစ္စကိုအခုလိုလမ်းရောက်ဆန္ဒပြမှသိရှိရတယ်လို့ဒူဦးစီးမှုကပြောပါတယ်လက်ရှိအချိန်မှာတော့အင်းလုတ်ပိုင်ခွင့်ရရှိသူတွေနဲ့နေမြကန်တွေအကြငါဖမ်းပြီးဝန်ဆာရှာဖွေရင်းနဲ့ပတ်သက်ပြီးခြေတင်ပြဿနာတွေဖြစ်ပွားနေပြီးဒေတာရင်းဥပဒေစိုးမိုးမှုကိုမေခွန်းထုတ်စရာတွေရှိနေပါတယ်။ဒါပေမဲ့အဲ့ HM မှုကိုနည်းနည်းတည်ငြိမ်မှုကိုပြက်ပြားအောင်ဒီပြောကလေးကိုဝန်လာတော့ရှိပါတယ်။ဒါပေမဲ့တန်တန်ဆိုကျွန်တော်တို့ prepare လုပ်တယ်ပြီးတော့ဒီကျွန်တော်တို့ဒီရွာရွာအေဂျင်တာယာရေးတရားဝေဆိုးမိုးကိစ္စကိုကျွန်တော်အဓိကဥတည်ပြီးလုပ်ပါတယ်။ ဟိုလာပြီးတော့ဟိုဒေတာကန်တွေကိုသူတို့မြှောက်ပေးတဲ့ဒူတွေဆိုတာလည်းပဲသူတို့ကဟိုဥပဒေတက်ပြီးအကြလေးတွေလောက်သွားကြတာပေါ့နော်တကယ်တော့သူတို့ကိုယ်တိုင်ပါဝင်ဆောင်တာတောင်မရှိဘူးဒေတာကန်တွေကိုသူတို့မြှောက်ပေးသွားတယ် ဒေသခံတွေကနေပြီးတော့ဟိုဒီဥပဒေကိုကျူးလွန်တဲ့ပတ်သွင်းမျိုးဖြစ်အောင်ဒီမြောက်ပေးတော့တယ်အနှစ်ယောက်သုံးယောက်ပါတယ်အဲ့နှစ်ယောက်သုံးယောက်ကိုလည်းဒါဟိုကျွန်တော်တို့ဟိုဟိုဘောနော်အကြီးကဲတွေဒါအစိုးရအဖွဲ့တာဝန်ရှိတဲ့သူတွေအားလုံးလည်းသိရတယ်စာဝင့်နေအကြက်တဲတွင်းနေတဲ့ဒေသခံတွေနဲ့လုပ်ငန်းလုပ်ပိုင်ခွင့်ရထားတဲ့အင်သားကြီးတွေအကြားအပြန်အလှန်တင်းမာမှုကနေပြိပခဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ဘူးပြီးဒီအခြေအနေတွေကလည်းအရာဝတီတိုင်းဒေသကြီးအတွင်းမှာမကြခဏဖြစ်ပေါ်တတ်ပါတယ်လူလိုက်တဲ့ပြဿနာဆိုတာကအခွန်တန်းပြည်သူဘက်ကမခံမရနိုင်လို့သူတို့ကတည်းကအုပ်စုဖွဲ့ပြီးတော့ ဟိုအကျန်းဖက်တွေဆောင်ရွက်မယ်ဆိုရင်လည်းမလိုလားအတက်ပြဿနာဖြစ်လာနေတာပေါ့ဟိုကလည်းသူတို့အုပ်စုဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းပြန်လဲအကျန်းဖက်မှာပဲ ARB တိုင်းအတွင်းမှာ2014ခုနှစ်အတွင်းအင်းတွေမှာငါးဖန်ရာကနေစတင်ပြီးအင်းသားကြီးတွေနဲ့ဒေသခံတွေအကြားလူသေးဆုံးမှုဖြစ်တဲ့အထိပြဿနာတွေဖြစ်ပွားခဲ့ဘူးပါတယ်ကျွန်တော်ဆိုရပါလေလုံငန်းတွေမှာ တွက်ချင်မကိုက်တဲ့အတွက်ဆိုပြီးတောင်သူတို့ဟာနိုင်ငံသားကိုတွားရောက်အလုလုတာတွေရှိနေပါတယ်ဒေါခင်နှင်းပြူဆိုပြေးပို့ထားခဲ့ပါတယ်ခင်ဗျာ မြန်မာနိုင်ငံအတွင်းစိုက်ဘာရေးစိတ်တွေကြီးမြင့်လာတာတွေကြောင့်လေလုံငန်းလုပ်ကိုင်ရမှာတောင်သူတွေအနေနဲ့အရှုံးပေါ်တာတွေကြုံတွေ့နေရပါတယ်။ဒါအပြင်စိုက်ဘာရေးအလို့သမားတွေရှားလာတာကြောင့်လေလုံတဲ့တောင်သူတွေအနေနဲ့နိုင်ငံသားမှသွားရောက်အလို့လုပ်ကိုင်တာတွေရှိလာတာပါ။သူတို့အနေနဲ့ပြည်ပအလို့ကိုင်အေဂျင်စီနဲ့ချိတ်ဆက်ပြီးအိမ်နီးချင်းနိုင်ငံတွေမှာသွားရောက်အလို့လုပ်ဖို့စီစဉ်နေကြပါတယ်။အသီးနှံပဲစိုက်စိုက်ဒီဆေးတို့ဘာတို့ကသုံးကိုသုံးမှရမသုံးဘူးဆိုလို့ရှိရင်ဘာမှထွက်မလာဘူး။အဲဥစ္စာသုံးလိုက်ပြီဆိုတော့ကြာလဲ။ ကျွန်တော်တို့မှကြတော့အရင်းကြီးကတားထဲရတားထဲရတော့ဒီသီးနှံပေါ်လာဆိုလို့ရှိရင်လည်းအဲ့ကအဲအရင်းကြီးကိုပြန်ပြီးတော့ဖြည့်ရတာနဲ့ပြီးတော့အလုံသမားကမရှိတော့အလုံသမားတွေကမရှိတော့အဲ့လိုပဲဟိုဒီမှာမြန်မာနိုင်ငံမှာလောက်ရတာဟိုလောက်ရတဲ့လောက်အားနဲ့ရတဲ့ငွေနဲ့ကဟိုမလောက်ဘူးလားမလောက်ဖြစ်သွားပေါ့မလောက်တော့ကြတော့အဲ့ကြတော့ဒီမှာထက်ပါတဲ့နေရာကိုသွားလောက်ကြတော့လူတွေကမရှိတော့ဘူး မြန်မာနိုင်ငံမှာအလုပ်ကန်အခွင့်အလမ်းနှဲပါလာတာစိုက်ပျိုးရေးလုပ်ငန်းတွေမှာရာသီဥတုဖောက်ပြန်လာတာတွေကြောင့်စိုက်ပျိုးစရိတ်တွေတောင်ပြန်မရတာတွေကြုံတွေ့နေရတယ်လို့ကိုရိုင်းကြုံတွေ့ရတဲ့တောင်သူတူကပြောပါတယ်အဲကျွန်တော်ကဆိုရင်ပေါ့လေဒီရွာရွာမှာတော့မူလဝဒါလည်းမကောင်းတော့စူပါလည်းစင်မပြောကျွန်တော်တို့တခြားနိုင်ငံတို့ကပြီးလှုပ်လှုပ်ရပေါ့ကျွန်တော်ကိုယ်နိုင်ငံမှာဒီလိုစိတ်ဝင်နေပါများလှုပ်စားကားကြီးကောင်းကောင်းနဲ့စိတ်ဝင်နေပါဖွင့်ထောင်းနိုင်တော့ကျွန်တော်မတော်ဘူးပေါ့ဗျာဒါပေမဲ့တွားချင်းလို့တော့မဟုတ်ပါဘူးကျွန်တော်ကဒီကစူပါချင်းရောက်တော့ရပါ မြန်မာနိုင်ငံအတွင်းကလုံသားအများစုဟာမလေးရှားနဲ့ထိုင်းနိုင်ငံတွေကိုအများစုသွားရောက်အလုပ်လုပ်ကင်နေကြပါတယ်။ကိန်းကနန်းအရာတော့မလေးရှားမှာမြန်မာနိုင်ငံလုံသား3သိန်းလောက်ရှိနေပြီးထိုင်းနိုင်ငံမှာတော့2တန်းကျော်ရှိနေပါတယ်။ကျွန်မခင်းင်းဖြူဆိုပါ။အလုပ်သမားလျှော့ချမှုအလုပ်သမားဆန္ဒပြမှုတွေဖြစ်ပွားနေတာဟာအလုပ်ရှင်အလုပ်သမားအလုပ်ခန့်ထားမှု စာချုပ်ချုပ်ဆိုထားတာမျိုးမရှိတာကအဓိကအကြောင်းရင်းဖြစ်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးခုံသမารီအဖွဲ့ရဲ့လုံသမားကိုယ်စားလှယ်က ထောက်ပြပြောဆိုလိုက်ပါတယ်အခုသတင်းပတ်တွင်ဥအာကာ ပေးပို့ထားခဲ့ပါတယ်ခင်ဗျာအခြေခံအလုပ်သမားတွေအများဆုံးလုတ်ကင်နေတဲ့စက်ရုံတွေမှာအလုပ်ရှင်အလုပ်သမားလုတ်ခံထားမှုစာချုပ်ချုပ်ဆိုဖို့နှောင့်နှေးနေတဲ့အပေါ်အခုလိုပြောဆိုလိုက်တာပါအဲဒီစာချုပ်ကနှောင့်နှေးနေရဆိုတဲ့အကြောင်းရတော့တော့အလုပ်ရှင်အလုပ်သမားမှာဘာဖြစ်လဲဆိုတော့စာချုပ်ကအမှန်စာချုပ်ဆိုတဲ့သဘောတရားကနှစ်ဖက်သဘောတူညီမှုစာချုပ်ပေါ့နော်ဒါကိုအလုပ်ရှင်အလုပ်သမားမှာဘာဖြစ်လဲဆိုတော့အလုပ်ရှင်ကလည်းသူလိုချင်တဲ့ချက်တွေကိုသူကရေးဆွဲပြီးတော့အလုပ်သမားကိုချုပ်ခိုင်းတယ်ဒီပေါ်မှာလည်း လက်မှတ်ထိုးရမယ်ဟုတ်လားစာချုပ်ချုပ်ကိုချုပ်မှာဖြစ်မနေအလုပ်သမားလည်းအဲ့လိုမဟုတ်ဘူးသူတို့ဒါဒါဒါထည့်ချင်တယ်အဲ့တော့ဒီစာချုပ်ပေါ်မှာတယောက်တယောက်အငင်းပွားနေကြတယ်ဗျာအလုပ်သမားကလည်းခုနကပြောသလိုပေါ့သူ့အတွက်ခိုင်မာမှုရှိအောင်သူကလည်းဒီစာချုပ်ပေါ်ထည့်သွင်းချုပ်ဆိုချင်တယ်အလုပ်ရှင်ကလည်းသူ့အတွက်ခိုင်မာမှုအောင်ထည့်ချုပ်ဆိုဒါတွေမှာပြဿနာတက်တယ်ပေါ့နော်လက်ရှိရန်ကုန်တိုင်းဒေသကြီးထဲမှာအလုပ်သမားတွေဆန္ဒဖော်ထုတ်မှုဖြစ်ပွားနေတဲ့စက်ရုပ်အများစုကစာချုပ်ချုပ်ဆိုထားတာမျိုးမရှိပါဘူး ဒါပြင်ခုံတမာရီယုံမှာဖြည့်ရှင်းပြရတဲ့အလုပ်ဖြုတ်ခံရတဲ့အမှုတွေမှာလည်းစာချုပ်မချုပ်ထားတဲ့အမှုတွေကအများဆုံးပါဝင်နေပါတယ်။ဥပဒေပါအခွင့်အရေးတွေကတော့အလုံးအအတူတူပဲပေါ့နော်။ဘာလို့ပဲမဆိုဒီဥပဒေတော့ဖြစ်မနေလိုက်နာရမှာပဲ။အလုပ်ရှင်နဲ့လိုက်နာရမယ်။အလုပ်သမားနဲ့လည်းမယ်။ဥပဒေမှာမပါတဲ့ဟာတွေအဲ့ဒါတွေကြတော့အလုပ်ရှင်နဲ့အလုပ်သမားအငင်းပေါင်းမှုဖြစ်တယ်ဗျ။အလုတ်ခန့်ထားမှုစာချုပ်ချုပ်ဆိုတဲ့အခါမှာလဲစာချုပ်မှာတင့်တော်တဲ့အချက်တွေကိုနှစ်ဖက်သဘောတူညီမှုရအောင်ညှိနှိုင်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာအရင်တော့ချုပ်ဆိုထားတဲ့ဟာတွေဗျာ မရတော့ဘူးစာချုပ်အစ်စ်မှာဒီခုက3600ပေးလိုက်တဲ့အချိန်မှာအစ်စ်ဖြစ်သွားတယ်အစ်စ်ဖြစ်သွားတယ်ဆိုတာစာချုပ်အစ်စ်ပြန်ချုပ်ရမှဖြစ်တဲ့အတွက်ငကူသဘောတူညီရည်ရကြင်လဲရအောင်ရကြင်လဲမရအောင်အလုပ်ရှင်ကလည်းပေးကြင်လဲပေးမယ်မပေးကြင်လဲမပေးအလုပ်သမားလည်းဟိုတခြားပြောင်းလဲကြင်တာတွေရှိတယ်ပေါ့နော်အဲပြောင်းလဲကြင်လဲရှိတော့ဒီပေါ်မှာတယောက်တယောက်အငင်းပွားတယ်အဲ့တော့ကျွန်တော်တို့ပြောကြင်တာအလုပ်ရှင်ရောအလုပ်သမားရောညှိပါညှိပါဆိုတော့ဥပဒေပါတော့ဒါကတော့ဘယ်လိုမှမဆိုလိုက်နာမှာဥပဒေမှာမပါတဲ့ဟာအဲ့လုပ်ငန်းခွင်နဲ့ကိုက်ညီမဲ့ဟာလေးတွေညှိနှိုင်းပြီးတော့ချုပ်ဆိုကြပါဒါမှသာလေရင်ခုနပြောသလိုပေါ့အလုပ်သမားကလည်း လုပ်ငန်းဝင်နဲ့အသင်းတော်လည်းစီကံသူလိုက်နာအလို့ရှင်ကလည်းလုပ်ငန်းဝင်နဲ့အသင်းတော်လည်းစီကံမထုတ်စီခြင်းနဲ့ဒါပြင်လက်ရှိဖြစ်ပွားနေတဲ့အလို့ရှင်အလို့သမားပြိပက္ခတွေမှာတော့အလို့ရှင်ရဲ့ဥပဒေမလိုက်နာမှုကအများဆုံးဖြစ်နေတဲ့အတွက်အစိုးရအနေနဲ့စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လိုအပ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM ကပြောပါတယ်အစိုးရအနေဆုံးသက်သာဥပဒေထုတ်ပြန်တယ်မလိုက်နာရတဲ့အများစုကလုပ်ငန်းရှင်ဖြစ်နေပါတယ်အဲ့ဒီဟာကိုအစိုးရအနေနဲ့တိကျကြကိုင်တွယ်ဖြေရှင်းပြီးရင်အဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ် အနည်းဆုံးခတ်ခြင်းငွေ73600ထုတ်ပြန်ပြီးနောက်ပိုင်းရန်ကုန်တိုင်းဒေသကြီးတွေကစက်ရုံတွေမှာအလုတ်သမားရှော့ချမှုတွေအပြင်ခန်းစားခွင့်တွေရုပ်သိမ်းတာတွေကြောင့်ဆန္ဒဖော်ထုတ်တာတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ဒီအလုတ်သမားအများစုကအနည်းဆုံးခတ်ခြင်းငွေတစ်မျိုးတည်းသာရရှိတော့တဲ့အတွက်ဆန္ဒဖော်ထုတ်ကြတာလည်းဖြစ်ပါတယ်။ကျွန်တော်အာကာပါခင်ဗျာ။လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာစစ်တပ်ရဲ့ယူနီဖောင်းအယောင်တိပြောင်းတဲ့ပေါ်တယောတဲ့သဘောမျိုးရေးသားခဲ့တဲ့အမျိုးသမီးတဦးကို ရဲကဖမ်းဆီးပြီးအခုသတင်းပါတွင်တရားစွဲဆိုထားပါတယ်။ဥအောင်သူပြပို့ထားခဲ့ပါတယ်ခင်ဗျာ။ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားမှုတွေနဲ့ပတ်သက်ပြီးအခုရပိုင်းအတွင်းဖမ်းဆီးအရေးယူမှုတွေပြစ်လုလာပါတယ်။ဒီအပိုင်းအတွင်းချောဆန်နီထွန်းအကောင့်သုံးဆွဲသူကဒေါ်ဆန်းစုကြည်ဝစ်စင်ထားတဲ့ထမိန်နဲ့မကြခင်ကမှပြောင်းလဲလိုက်တဲ့တပ်မတော်ယူနီဖောင်းနဲ့ရှင်သွဲဖော်ပြမှုကြောင့်မုပ်ပင်မျိုးမရဲစခန်းကအီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုံမှ39ဂါကြီးနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။လက်ရှိ လက်ရှိအနေထားမှာတော့ဗောနော်ညီမတို့ဒီသူ့ကို28ရက်နေ့ရုံးချင်းပြန်ချင်းလိုက်တယ်ဒီနေ့ရုံးထုတ်ပြီးရုံးချင်းပြန်ချင်းပြီးတော့သူ့ကိုခုဟောမျိုးမရက်ဆက်ဝင်ပြန်ထုတ်ထားရရှင်ညီမတို့မိသားစုဝင်တွေပဲကြည့်ပြရတယ်ညီမတို့တော့ပြင်မယ်လို့ပြောချင်မှာတော့တိုးခင်မရအောင်ကိုအမခန့်ရောက်ဘာညာညီမတို့လုတ်ခဲ့တာရှိတာဗျအော်အဲ့လိုမျိုးစိုးရကြည့်ရဘူးဒါမဲ့သူတို့စိုးရကြည့်ရဗောနော်သူတို့မိသားစုကလည်းစက်ဖက်တလန်းရနေလုတ်နေတာဆိုတော့ညီမတို့ဘက်ကတော့သူတို့စိုးစားနေတယ်အပလိုဒီ တခြားဆံမိတ်ကိစ္စလည်းကျွန်တော်အလုပ်နေတာမျိုးတွေရှိရပေါ့နော်အမခံရရဖို့လုံးဝမတင်းသေးဘူးဖြစ်ပါဆိုကျွန်တော်တင်းအောင်ပြန်ရှင်းလိုက်ပြီဆိုတော့ဟုတ်ကဲ့ဗျာဒါဘယ်ကနေပြီးတော့ဘသူကတရားစွဲတယ်လို့တရားလူပြုတ်ပြီးတော့တိုင်ထားတယ်လို့သိရလဲဗျအော်ကျွန်တော်ပြုတ်ထားတာကအနောက်တိုင်းစစ်ဌာနကျောက်ကဒူးဘုံဘူးကြီးကြော်ထင်လို့သိရတယ် အဲ့ဒီအကောင့်သုံးဆွဲသူဟာမအူပင်မြို့မှာနေထိုင်နေတဲ့သူဖြစ်ပြီးမအူပင်နေပညာတက္ကသိုလ်ကမချောစန်နီထွန်းဆိုသူဖြစ်ကြောင်းသိရှိခဲ့တဲ့အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုရယဘုံမူကြီးကျော်ထင်ဦးစည်းရရှိပထမတန်းကအဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်ပုဂ္ဂိုလ်တဦးကိုထိခိုက်နစ်နာစေရန်ဂုံတိခါကြဆင်းစေရန်တရင်အချက်လက်ကိုအီလက်ထရောနစ်နေပညာဖြင့်ပြုလုပ်ခြင်းကြောင့်ဥပဒေအရအေးအေးယူပေးဖို့တိုင်တန်းခဲ့တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးမိုးဝင်ရေစကန်မှုကိုဒီပူပီကမင်းမြန်းတဲ့အခါမှာဒါနဲ့ပတ်သက်လို့အင်တာဗျူးခွင့်ပေးမထားတဲ့အတွက်အင်တာဗျူးလို့မရဘူးလို့ပြန်လည်ဖြေဆိုခဲ့ပါတယ် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားမှုတွေနဲ့ပတ်သက်ပြီးဥပဒေကြောင့်ရအရေးယူမှုတွေပြုလုပ်တဲ့အခါမှာဗလိုက်မှုကင်းဖို့လိုအပ်တဲ့အကြောင်းကို Facebook ပေါ်မှာအမုန်းစကားများမပြန်ပွားဖို့ပန်းစကားအစီအစဉ်ကိုပြုလုပ်နေတဲ့ကိုနေဖုံးလက်ကဆိုပါတယ်ဒါစစ်တပ်နဲ့ပတ်သက်ပြီးတော့ဝန်ခံလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီဟာတွေကကြည့်ရင်ထင်ရှားတယ်ဒီမတို့မထီရ ိစ္ဆာမျိုးတွေဒါရှိနေတော့မယ်ရှိနေတဲ့သူတွေတကြောင်လို့ဒီပြောရဲရေးတဲ့သားတဲ့သူတွေအနေနဲ့ပြောရဲဆိုတဲ့သူတွေအနေနဲ့တော်တော်လေးကိုခတိထားတဲ့အခုတွေ့နေရတာတွေကနည်းနည်းတပတ်သက်ဆန်လုံးနေတယ်မဟုတ်ပေါ့ဘတ်လိုက်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဟောဘာလို့ဒေါ်လန်စုကြည်တို့ကိုတိုက်ခိုက်တာတွေ NND ကိုတုံးချအပုတ်ချတာတွေနော်တကယ်ကိုပတ်ပတ်ဆက်ဆက်ပြောနေရတယ်နောက်ပြီးတော့အထူးသဖြင့်ဒီဘာသာရေးနဲ့ပြိပခါတွေဖြစ်အောင်နော်တက်ကြဖြတ်ချဆိုပြီးတော့လုံဆော်တဲ့လူတွေဒါမျိုးတွေလည်း အများကြီးရှိတယ်အဲ့လိုလူမျိုးတွေကြတော့ဘာမှအရေးယူဆောင်ခြင်းဘာမှမရှိပဲနဲ့ဒီတစ်ဖက်ဒီဟို NLD ဘက်ကလူတွေနော်အဲ့လိုမျိုးဒီ NLD ကိုထောက်ခံတဲ့လူတွေကျူးလွန်မှသာလျှင်ဒါအရေးယူဆောင်တဲ့ပုံစံမျိုးဒါအရင်အတိတ်တာလုံးနေတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအင်တာနက်စာမျက်နှာပေါ်မှာတမရဆိုတဲ့အတုံးတုံးတုံးပြီးကြပြားရေးခဲ့တဲ့ကြပြားဆရာမောင်ဆောင်ခါကလည်းအဲ့ဒီကြပြားရေးတင်ပြီးမကြခင်မှာတမရရုံညွှန်ကြားရေးမှူးဦးစော်ထေကနိုင်ငံတော်တမရကို Facebook ကနေတစ်စက်အတရေဖြတ်သူတွေကိုနှီးပညာနဲ့ဖော်ထုတ်အရေးယူမယ်လို့ပြောဆိုခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာတနိုင်ငံလုံးအပြစ်ခတ်ရစဲကြီးစာချုပ်မှာ အဖွဲ့ရှစ်ဖွဲ့တာမကပဲတနိုင်ငံလုံးအတိုင်းအတာအနေနဲ့လက်မှတ်ရေးထိုးနိုင်ရင်တိုင်းပြည်အတွက်အကောင်းဆုံးဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်မှုတွေရှိလာနေပါတယ်ဒေါ်ညိုမာတက်အခုသတင်းပတ်တွင်ပေးပို့ထားခဲ့ပါတယ်ခင်ဗျာဒီနေ့နေပြည်တော်မှာကျင်းပပြုလုပ်တဲ့တနိုင်ငံလုံးအပြည့်အခက်ရစဲလက်မှတ်ရေးထိုးပွဲနဲ့ပတ်သက်ပြီး88မျိုးဆက်ចောင်းသားကောင်းဆောင်တဦးကအခုလိုပြောဆိုလိုက်တာပါနိုင်ငံလုံးလက်မှတ်ထိုးတဲ့ပွဲပဲဖြစ်စေချင်တာပေါ့။အခုကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့တော့မဖြစ်သေးဘူး။အဖွဲ့၈ဖွဲ့ပဲပါသေးတယ်။ဒါကိုကျွန်တော်တို့ကပနာမအဆင်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်။ကိုကတော့ရန်ကုန်မှာ နေပြီးတော့ ဟိုနေပြည်တော်မှာလှုပ်တဲ့ကိစ္စရကတော့တဲတယ်ပြောရင်တော့ဟိုတေးချာတိရှိခြင်းတော့မရှိဘူးသို့တော်လည်းတနင်္ဂနွေလုံးတိုင်းတန်နေရတော့ဘယ်သူပဲဖြစ်ဖြစ်ချစ်ချစ်ခင်ရင်နဲ့နေရတယ်ဆိုတဲ့ဟာအကောင်းဆုံးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြစ်ကြခတ်ကြတယ်ဆိုတော့အချင်းချင်းမသိမမြတ်တာပါပဲမပြစ်ကြမခတ်ကြဘူးဆိုရင်ချစ်ချစ်ခင်ရင်နေနိုင်တာတိုင်းပြည်ကြီးရဲ့အေဂျင့်တရားဘွားပြောဖို့အတွက်အကောင်းဆုံးသောလက္ခဏာတစ်ခုဖြစ်ပါတယ်ရှိသမျှလူအားလုံးပေါ့နော်အခုဆိုရင်ရှစ်ပွဲပဲဝင်တာမျိုးမဟုတ်ဘဲနဲ့ရှိသမျှအားလုံးဝင်ပြီးတော့မှညဉ့်ညံ့ အာမျိုးအရန်ကိုမျှော်လင့်ပါတယ်လို့အော်တိုဘာလ15ရက်နေ့မှာအစိုးရနဲ့တိုင်းရင်းသားလက်လက်ကိုင်အဖွဲ့ရှိဖွဲ့တို့ကြားတနိုင်ငံတော်အပြစ်ခတ်ရစဲရေးစာချုပ်ကိုနေပြည်တော်မှာလက်မှတ်ရေးထိုးလိုက်ပြီးပြည်တွင်းပြည်ပကအသီးသက်တွေတွေနဲ့ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ကျွန်မညူမာတက်ကသတင်းပေးပို့ထားတာပါ။အခုထုတ်လွှင့်ပေးသွားခဲ့တဲ့သတင်းတင်နဲ့ပဲတပတ်အတွင်းသတင်းကိုရန်နာလိုက်ပါတယ်ခင်ဗျာ။ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်မောင်တူးပါ။